အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ကိုနှင်ထက်တူဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနာဆင်ခန်းစားကြည့်ပါရှင်ကိုနှင်ထက်တူမောင်နေတော့ကတော့အရှင်ကောင်းကောင်းနဲ့မိုက်နေတဲ့ပြည် ပြုံးစာကြီးနောင်တရလာပြန်တော့လေလွယ်လွယ်ကူကူပင် နောင်တရလေသည်တင်ဟန်ကမိမဟူသည်များကိုစော်ကားမော်ကားပြမရက်ပြီး မိမရီပေါ်ရက်ဆက်တက်လေသည်နှင်းနှင်းချက်ချလေဆက်ဆန်တက်ပြီးအပတ်ဆက်ဆုံးလေကဲ့ရတတ်သည်ဒီမဲဒီမဲမိန်းကလေးများကိုစတင်မိဖွဲလာခြင်းလျင်တော့ရမဲရှာကနောက်ကလိုက်တက်လျက်မျက်နှာချိုဆုံးထားပြီးဒီမဲဟုခေါ်ရသည် မျက်နှာချိုပေမဲ့မျက်နှာယူမဖြစ်အောင်သတိထားသည် တင်ဟန်ကပါသည်မှင်ကလည်းကောင်းသည်ဆက်ပြင်းစရာကလေးဖြစ်တော်လဲဆက်ကြီးပင်နေသောအဝိကိုချွတ်လျက်တသနာနာနှင့်တထရန်ရှက်ဖြူသို့မဟုတ်တရလင်အကွက်ကြဘောင်းမိရှေတွေဘာတွေနှင်းဆိုတော့စတိုင်ဖြောင်းကငိုရုပ်ကလေးတနာကမမှအယောင်ထွက်လာလေးရှိသည်ရခိုင်လုံးကြီးဝေးလျက်လေးကျင်ငန်းစာအုပ်နှစ်အုပ်စာ သုံးအုပ်စာပိုက်လာလင်းတော့တက္ကသိုလ်ကျောင်းသားနှင့်ယိုးမားစပွဲပင်တီး လူရည်တန်တန်တက်ကတော်ထွက်ဆိုတော့လေမင်းကလေးတို့အထင်ကြီးစရာပဲဒီမဲခေါ်လို့မင်းကလေးကလှစ်ကြည့်လင်ကြည့်မကြည့်လင်တော့သူ ရှေ့ကြောအောင်ဖျက်လျှောက်သွားကမင်းကလေးတွေကို အမတန်လင်အမညမတန်လင်ညမခေါ်ပြီးအကြောင်းတစ်ခုမဟုတ်တစ်ခုရမဲရှာမိတ်ဆက်စကားဆိုတတ်လေသည်ဥပမာတခါကညမဒီနာကလျှောက်သွားတော့တက်ချင်ရတာမဟုတ်လားတိတိချာချာကြည့်ပါဦးစက်တန်တစ်ကလေးလေအသင်ကင်လာတော့ စက်တန်အစ်စ်ချက်ချုပ်ကိုထောင်ပြနေသည်။ကလေးမလေးကစက်တန်အစ်စ်ကိုမမှန်မောမောကြည့်ပြီးသူ့ plus တဲ့လက်ပွေအကလေးကိုဖွင့်ကြည့်ကမဟုတ်ပါဘူး။ကျမရင်ထဲငါစက်တန်ရဲ့အကျွေးလေးပြန်60ပဲပါခဲ့တာ။ကျမမှတ်မိတာပေါ့။ဒါဖြင့်လဲပြီးရောဗျာ။စက်တန်အစ်စ်လေးဆိုတော့ကြပြောက်တဲ့လူကနှမျောမှာပဲဆိုပြီးအမောတော်ပြေးလိုက်လာရတာ။ယုတ်တိယုတ်တာနဲ့သူ့နှဖူးကချွေးများကိုတတ်ချပြနေသည်။ကျမဥစ္စာတော့မဟုတ်ပါဘူး။ကျမကတော့တစ်ချက်မပြောနဲ့။ ငါးပြဆယ်ပြတော့နှမျောတယ်။ကလေးမလေးပွန်လင်းစကားကိုဆိုရှာသည်။အလိုဘဲဆိုးလို့တော့ကလေးမလေးကဖော်ရွေသူမို့ထင်စကားအမြင်မပြတ်ပြောပြကြလေသည်။ရိုးသားသူလေးမို့တင်ဟန်အပေါ်စိတ်မဥပတ်တွေ့ဟာမဖြစ်တင်ဟန်ကသဘောမနှောခွေကအပြုံးကြီးပြုံးလျက်ဒါပေါ့ဗျာငွေဆိုတာအင်မတန်ရှာရခတ်တာဟိုစကရောဖော်ရောပြောနိုင်ဆိုနိုင်သေးသည်ထို့နောက်ကျွန်တော်ကတော့ညီမစီကပဲအတက်ထင်ခဲ့တာ ကောင်းမလေးခြေလန်းထွက်လာသည်ထိပင်စကားမပြတ်ခြင်းပဲအตาလှိမ့်လိုက်ပြီးဆက်ပြောသေးသည် မဟုတ်ပါဘူးအေးဗျာပျောက်တဲ့လူကသုံးနိုင်ဆွဲနိုင်တဲ့လူဆိုရင်မမှုလောက်ဘူးဗျာစင်းရတဲ့သူဖို့တော့ထမင်းတနတ်စားပဲနွမ်းမဘုံရရှာသူကလေးကတော့တကြက်လည်းမနှဲပါဘူးရှင်လမ်းပေါ်လမ်းလျှောက်ရတဲ့လူဆိုတာကလည်းကားစီးတဲ့လူလိုငွေတကြက်ကိုဘယ်နည်းနဲ့မှလွှတ်မပြစ်နိုင်ပါဘူးတင်းဟက်ရင်လည်းကတော့အလဲဟု ကောင်မလေးကိုဩဝါပေးလျက်ရှိသည်။ဒါဖြင့်ဒီတစ်ချက်တော့ကျွန်တော်ရွက်မှာပေါ့။စိတ်ရှုပ်သလိုအမိုးရာနှင့်ပြောလိုက်လေသည်။ဝမ်းတာဘူးလား။မတာနိုင်မောင်ဗျာ။ဘာလို့ထီဖွင့်ငန်းနီးမှာဘယ်နဲ့တစ်ချက်ကခြေထောက်ပေါက်ပြီးရှေ့တက်တက်ရောက်လာလို့။ယူရအခက်မယူရအခက်။တင်ဟန်ကပြပြရီရီလိန်လေသည်။ပွင်လင်းယူသားရှာသူကလေးကတတော်တော်ရီမောလေသည်။ထို့နောက်သူကလည်းကျမနဲ့တူလိုက်တာ။ ကျမလည်းထီဖွင့်ကန်နီးဆိုရင်အောက်ကိုကြည့်လမ်းမလျှောက်ဘူး။မြင်တော့လေယူချင်းနေ။ကျင်းချီမှလည်းကြောက်တယ်။ဘဝတို့ချင်းဆိုတော့ပေါင်းတင်ဆက်ဆံရတာလွယ်သည်။ဟန်ဆောင်ပရိရဲ့မရှိ။ကောင်းမလေးကသဘောလဲကောင်းသည်။တို့နှင့်မလေးရင်ဆိုသည့်စိလိခုံလို့တမလေးနှင့်ခနမဆိုင်အတိဖြစ်ကြလေသည်မလေးရင်ကအသားညိုပင်မဲ့ရုတ်ချောသည်ကိုကရတောင့်တင်းကြလေသည်တင်မကြပုံအလွန်ပြည့်ပြည့်သည် ခါသေးတွေကပေါန်တန်းဖွင့်သည်ဒီယုံမြင်၍ဒီခြုံထွင်ခြင်းသာဖြစ်လေသည်မလေးရင်တွင်မိပါမရှိ အတော်နှင့်နေရသောကြောင့်အနေထိုင်လွတ်လပ်သည်တင်ဟန်ကမလေးရင်အိမ်တွင်လိုက်နေသည် မလေးရင်၏အတော်ကလည်းအားကိုးနေရသော တူမလေးမို့တူမလေးအိမ်နောက်ဘက်ကို ဝမ်းမတသာပင်လက်ခံသည်လင်မယားဘွားတွင် မလေးရင်ကတင်ဟန်ကိုအထူးတွေ့တာလျှင်ရှိလေသည်သို့ပင်မဲတင်ဟန်ဖို့ ဧည့်သည်နေဧည့်သည်စာများသာအစိုးဆုံးကပထမတလနှလားခန်းသာသူရသမျှငွေအပ်ပြီးနောက်အကြောင်းမျိုးမျိုးပြကငွေများတစားတစားရော့အပ်လာလျက်နောက်ဆုံးတပြားတစ်ချက်မျှမပေးအပ်တော့ဘဲဒုံးတီကြီးနေခြင်းမင်းဒီမလေးရင်ကသူချစ်လို့ယူထားသောယောက်ျားမို့ငွေရေးကြေးရေးကိစ္စအထိတင်းကြီးခံခဲ့သေးသည်တဖြည်းဖြည်းစီးမဲ့ကမ်းမဲ့ဖြစ်လာသည် အရမိုးအောင်တောက်ခါမလေးရင်ကိုအမျိုးမျိုးနှိမ့်ဆက်သည် ညလေမပြန်တစ်ချက်ပြန်တစ်ချက်မလာတညလာတညနဲ့စကားနှစ်ခွပုံမသေးဆိုသလိုမလေးရင်မျှော်ရသောရက်တွေမနေပေပြီမလေးရင်တော့ကလေဟေ့နင်းဥစားကဘလို့လဲဟုဆူလာပူလာပြီမလေးရင်ကလည်းအနေရခတ်တာစိတ်ဆင်းရဲသွားလေသည်အကိုရဲ့ကျမကိုတနာပါအောင်ဟိုမျက်ရည်ဆဆာနဲ့အတနာခံလဲမဖြုံမလေးရင်က အတော်သိခံစေရှိသောမိန်းကလေးမှတတော်နှင့်ရမဖြစ်ကြ။သို့တော်လည်းတိမခံနိုင်တဲ့တိမခံနိုင်လာသောအခါမလေးရင်ဤဒေါသသည်မျက်ရည်များကြားတွင်ပေါက်ကွဲထွက်လာလေသည်။ဘာသဘောလဲကိုကျမကိုဘာမှတ်နေတယ်လဲ။ဘာမှတ်ရမလဲ။တင်ဟန်ကအရင်မမူဝဲနေမင်းအကျဉ်းနာကင်းမဲ့သောလေးတဲ့နှင့်မခိုးမခံပြန်မေးနေသည်။ကျမဘလောင်နှစ်နာတယ်လဲ။အကိုစဉ်းစားကြည့်ပေါ့။ မင်းကဘာများနဲ့နာလို့လဲ။အော်မလေးရင်ကတစ်ချက်တည်းអော်၍လေကုံခံမပြောချင်တော့သလိုမျက်မှောင်ကျုပ်ခါနှကန်းကိုတင်းတင်းစိတ်ထားလေသည်။အရင်မမှုသောအချိန်တွင် တမင်ရွေးပြောရလေအရင်မူးနေတကယ်သို့ပင်မထီမဲ့မြင်ပြူသည်။စင်စစ်လေတင်ဟန်မလေးရင်အပေါ်နှိမ့်ဆက်ခြင်းမှတမင်ပြုမှုနေမှန်းသိတာလာသည်။မင်းလှုပ်စာနဲ့မင်းတစ်တလုံးစားလာတာပဲကွ။ငါတယောက်ကထမင်းမိုးပြီးတော်ရော့ပေါ့ ငါစီကဘာမျောလင့်စရာရှိတလဲ။အော်ဖြစ်မှဖြစ်ရလေတော်ဖြစ်မှဖြစ်ရလေလေ။တားမင်းအားယူပြီးတော်ဒီလိုနေလို့အတော်ပြောသလိုပဲကျမမလေးရင်ကလေတန်းကိုနှိမ်လျက်ညဉ့်ဉန်းစွာပြောဆိုလိုက်လေသည်တင်ဟန်ကမခိုးမခန့်ရည်လျက်ဒါတော့မင်းလိုတိုင်းပေါ့ကွာဘာမင်းမဲအခမရဘူးဆိုတော့မင်းသဘောကျလို့မင်းမသာမင်းအခမယူပဲမယူကန်းနဲ့နော်ဘာယူကန်းလို့လဲ မင်းမဲမင်းပါသားမင်းတမိုးဖြတ်ပြီးတော့နင်ကဘာလို့ငါ့ကိုမင်းမရှင်လို့ဆက်ဆံတယ်လဲမင်းတို့မိမတွေကိုဒီလိုမဆက်ဆံလို့ဘယ်လိုဆက်ဆံရမလဲတူရဲပိုင်းနဲ့အများပိုင်းနှမျိုးပဲကွာတယ်အတူတူပေါ့ဩဒီတခါမလေးရင်ကဒေါသနှင်ကြီးသည်အပတ်ဆက်ဆုံးစကားများနှင်ဒါဖြင့်ရှင့်မိလဲရှင့်ကိုပြီးမွေးတာပေါ့တေတော့တင်ဟန်ဤပြင်းထန်သောလဝါက မလေးရင်ဤပါဘော်တို့အရှင်ပြင်းစွာကြာရောက်လာလေသည် မလေးရင်ကလည်းတင်ဟန်ကိုပြန်ရိုက်သည်ထို့နောက်လင်မယားနှစ်ယောက်လုံထွေးတပုတ်ကြသည်အင်းင်းချင်းတွေဝိုင်းဖြင့်မှပွန်ပဲ့ပေါက်ပြဲသောဒဏ်ရာတီးတီးနှင့်ရနာကြသည်မလေးရင်အိမ်ပေါ်မှလေကားသုံးတစ်ကိုဆင်းသွားကြတဲ့ကတင်ဟန်သည်တသက်ပံလုံးဆင်းသွားခြင်းမင်းသည်မလေးရင်နှင့်၆လမျှသာပေါင်းလိုက်ရသည် ကလေးကိုဝင်လဲရှိရမည်ဟုတန်လျာဝင်လျက်ထွက်ခဲ့သည်။သို့တော်လဲတင်ဟန်အေးမဆိုင်။အရင်လေးငါနှင့်သူ့သက်16နှစ်ခန့်ကတောမှာဒီလိုပင်မိမယူဘူးသည်။ကလေးရမည်ဆဲဆဲမြို့တက်၍အလုရှာဖွေလာရင်တသက်ပံလုံးအဆက်အသွယ်ဖြတ်ကြတော်သည်။တမီလေးမွေးသည်ဟုသတင်းတိုးတိုးတဲတဲကြားခဲ့ရသည်။တန်ရုံးစင်လဲမဖြစ်မီ။စိတ်แท้ဘလို့မှမနေ။တရိษံစိဟုဆိုရမည်လား။ တရိษံထီးများသည်သာသမီကိုသာသမီမှန်မသိဖြစ်တတ်သည်ကြောက်တော့ကြောက်เสียကောင်းသည်ဒီလောက်တောင်းဝဲမဲ့လုံးတော့လဲဆက်ဆုပ်เสียကောင်းလာသည်ဟု၍လဲကိုဘာသာကိုတွေးမိသည်တို့ပင်မဲ့မတတ်နိုင်ပါစိတ်လိုလိုက်ကားသာနေသည်ကြောက်เสียအကောင်းဆုံးကမိမတွေကို တွေ့မြင်ကြိုက်ပြီးမယူရလဲမဟုတ်ယူကပေါင်းတင်သေးသည်ပေါင်းတင်ပြီး၄၅၆လကြာမှကွဲအောင်ဖန်တီးသည် ဖန်တီးလို့မရလျင်တခါတည်းခြေအားဖျောက်ပစ်ခဲ့သည်။သာသမီကြံရည်လည်းမဖြုံသည့်စိတ်ကို သူ့ဘာသာသူအံ့ဩရသည်။လူစိတ်မှဟုတ်ရဲ့လားဟုတခါတခါတွေးမိသားပင်သူ့လိုလူမျိုး သူ့အပေါင်းဖော်များတွင် တွေ့ရပြန်တော့လေတဖန်အားတက်ရပြန်လေသည်။ထို့ထို့ပုရိသတော်ဝါကို မရှောင်တတ်သောမင်းကလေးများသည်တားကောင်နှင့်တွေ့လေကြံရည်ခဲ့သူတွေလည်းမနေပေပြီ။ရန်ကုန်တွင်လှုပ်လှုပ်ရင်းပင် မလေးရင်နှင့်ကွဲပြေးနောက်တွေ့ရသောမင်းကလေးကစီစီဆိုသည့်ကျောင်းသူလေးမိကောင်းဖခင်တမီလေးပင် သူ့ကိုသူ့အိမ်ကကားကိုပြင်ပေးရင်တွေ့ရသည်ကလေးမလေးကအထွေးဆုံးတမီလေးမှုဘွေဆိုခြင်းသည် ပြန်လဲပြန်ခြင်းသည် သူ့ကြောင့်စရံမခက်ခဲသဖြင့်စာမေးသည်ပထမတော့အင်တဆောင်မီးတပြောင်နှင့်ဟန်ကြပန်ကြထားသည်နောက်တော့လေစိတ်ဆက်သည့်ကလေးမလေးနှင့် လွယ်လွယ်ကူကူကွဲကြသည် ၃လပင်မကြာပါကလေးမလေးကသူ့မိဘထံပြန်သည်ငโกကပင်ခွဲစင်နေသောမိဘကဝမ်းပန်းတသာလက်ခံသည်ဒီတော့လေဖုတ်ဖက်ခါထလိုက်ယုံမင်းအညွန့်ကြတော့ခပြက်ပြက်မှုနှစ်လသာပေါင်းတင်သည်မပြဲတပြဲဘွားနှင့်အညွန့်ကိုကဲ့တင်မည်ဟုကျင့်တဲ့အောင်ပြောဆိုကယူထားသည်အညွန့်ကလည်းသူ့ကိုလိုချင်သောသူများကိုအကုန်ပြစ်ပေးသည်သူကိုယ်တိုင်ကမိမဝါသနာပါ၍ တခြားဝါသနာပါသူများအတွက်မိန်ကလေးငငယ်တန်းတန်းမှွေထားတဲ့တော့အရာရှိတဦးအိမ်မှအညွန့်သည်တင်ဟန့်စကားကိုယုံကြည်ကိုးစားကတခါတည်းသူ့အိမ်ကိုခြေကန်ထွက်ခွာလာခဲ့လေသည်အခြေတကြားအသက်ပန်လုံးတာမှမှန်မရမှမှယူမည်ဆိုတော့လေဒီလိုလိုမျိုးမှပျော်ပိုက်ပါမည်နီသို့ပေမဲ့မိမကောင်းများကိုပင်ပြစ်ခါတတ်တော်တင်ဟန်ကအညွန့်ကိုကြာရှည်ဆွေးမြေ့မပောင်းအမေပေးစားသောမိမယူမည် ဖာမီညာမီနှင့်အကြောင်းပြကအညွန့်ကိုတိတိလင်းလင်းပင်အိမ်ပေါ်မှ နှင်ချလေသည် မနေနိုင်အောင်လဲနှိပ်ဆက်ပြေးဖြစ်လေသည်အညွန့်ကတော့မျက်ရည်ဆက်လက်နှင့်ထွက်ခွာရသည်မွေးရုံကတော့ကွယ်ပန်ချင်းမြန်းနေနန်ရင်ပြစ်ပဲချစ်လက်စာမတုံးခင်ရှောင်းကျင်းမုံရက်တေဟုသူ့ဘဲကရသည်မသိသောရှေးဟောင်းတချင်းကိုထထလဲလဲတီဆိုပြီးရွပြက်ပြက်မျက်နှာထားလေးနှင့်ရီမောနေသေးသည် နောက်ရီရင်ငိုကတင်ဟန်ဤပါကိုနမ်းပြေထွက်ခွာသွားတော့တင်ဟန်ကတသက်ပံလုံးမဖြုံသောသူ့စိတ်တွေမှာတုံလုံးလျက်စိတ်မကောင်းဖြစ်ကြံရည်သေးသည်အစွမ်းစားရှိသောမင်းကလေးမို့လားမသိမိသည်ဆိုသည့်မင်းကလေးကိုတော့နည်းနည်းကြကြပေါင်းပြစ်သည် စေတဲ့ကုံစင်းရောင်းသောမိသည်သည်တနေ့တနေ့၁၀ဆ၅၅ချက်ဖို့ရအောင်ရှာနိုင်သည် တင်ဟန်စီကပတ်စံမတောင်းသည့်အပြင်တင်ဟန်ကိုပင် မပူမပင်မကြောက်မကြထားသည် တင်ဟန်ကိုတက်ထရွန်ထဲလဲနှင့်စီကိုလက်ပတ်နာရီတွေပါရီဆင်သေးသည် သူထက်လေးနှစ်ခန့်ငယ်သောတင်ဟန်ကို လူပြိုစင်စစ်ထင်ရှားသည် သူထက်ငယ်သူဖြစ်သည့်အလျောက်တရွတ်တရကျင်နာသည် ထို့ကြောင့်မိတီနှင့်ကလေးနှစ်ယောက်ရသည့်အထိပေါင်းဖြစ်သည်အကြီးသုံးနှင့်အငယ်လာကလေးရွယ်တွင်တင်ဟန်ဖောက်လာသည်အိမ်ကိုမပြန်တစ်ချက်ပြန်တစ်ချက်မိတီရှာသည်မြငွေအကုန်သုံးဖြုံဖြစ်သည် မိမအငယ်များနှင့်ပျော်ပျော်တင်းတင်းပြောပါသည်အဘယ်မိမသီးခံနိုင်မည်နည်းမိတီကလည်းကလေးတစ်ဖက်နှင့် အရင်လိုပတ်စံမရှာနိုင်တော့အယောင်းဝဲကလည်းမကောင်းရှိသည်မလဝက်လက်စားတွေရောင်းတန်ရောင်းပေါင်နှံရသည်ယခုတော့မိတီမွေးပေပြီလင်မယားနှစ်ယောက်မကြာခဏအော်ကြီးဟစ်ကျဲရန်ဖျားသည်ဟေးနင်ငေါ့လူဆက်ဆံနာမဟုတ်လားမိတီကခရိုင်းရိုင်းမင်းအော်ဟစ်သည် တင်ဟန်ကမဖြုံသောမထီလေးစားအမူရနှင့်ခမည်းကရောဘာလဲသူထံအသက်ကြီးသူမို့ခမည်းနှင့်ရင်ရင်ကြည်ကြည်ပြောတော့လေပြန်ပတ်ပုံကတော့မလှမပါနင်မိမာရင်ဒီလိုဆက်ဆံလားငါမနေ့တနေ့ရမှာသိရတယ်တင်ဟန်ရဲ့မင်းသားကောင်းစောင့်ထားတဲ့ဘလူးဖွတ်ထွက်မှတောင်ဖို့မှန်းသိရတယ်အယုတ်တမကောင်းဒီတော့ဘာလို့ချင်တယ်လဲခမည်းတင်ဟန်ကမထီလေးစားမေးသည်မိတီကဒေါသတကြီးဟုဆယ်ရည်နေသည် မိတီကအစွမ်းရှိသလောက်စိတ်ထက်သည်ဈေးလေကောင်တွင်မောင်းထုကမိတီကလေးငယ်နှစ်ယောက်ကိုရောင်းသည် တင်ဟန်ကမနှက်ဖြန်ကွာရှင်းကြမည်ဆက်ဆဲရင်မို့နောက်ဆုံးနေနှင့်ဈေးလိုက်လာရင်တန်အော်ဖျားသည်ဒီလိုဖြစ်မျိုးပမာကြုံမှုပါလေဟုတွေးနေမိသည်နောက်မှလင်းမင်းငယ်ယူ၍ကလေးတွေကို မလုတ်ကျွေးနိုင်ဟုဆိုကမအေကလူပုံအလဲကလေးချရောင်းသည်ဆိုသောသတင်းစာနှင့်မှသတင်းတစ်ခုကိုပြေး၍တရေရမိသည် လာသားရွယ်မအေးရင်ခွင်ထဲတွင်ဘာမှနားမလဲရှာရက်ကန်ရက်ကန်နှင့်သူ့ကိုမြို့သည့်အလားပြုံးရည်နေသည်သုံးနှစ်အရွယ်တမီးအကြီးကလေးကတော့မအေးထမင်းစဆွဲကားငိုရှာသည်ပြီးနောက်လူအုပ်ကြားထဲတွင်မယောင်မလဲရက်နေသောတင်ဟန်ကိုဖေဖေကြီးလာပါဟုတနားစပွဲလက်ရက်ခေါ်သည်တင်ဟန်ကပြုံးဆိုစိတ်နှလုံးထိခိုက်ကြေကွဲလေသည်မိတီကခလေးအား ဖအေးကိုတိုက်ရပါမလားဟုခေါင်းခေါက်သေးသည် လူတွေကလည်းမြောက်ပွဲကြည့်တယ်လို့ဝိုင်းအောင်ကြည့်နေကြသည်သူတို့အဖေမိုက်ပြကြောင်ကျွန်မမွေးရပါတယ်ရှင်တဝမ်းတစ်ခါအတွက်လှုပ်ကိုင်းစားတော့ရမှာမို့ကလေးတွေကိုမထိနိုင်ပါဘူးယူကြပါယူကြပါတယောက်ကို90စီရရင်တော်ပါပြီတမီးကလေးကကြဲကြဲလောင်လောင်ကိုရှာသည်မတော်ဘူးမတော်ဘူးဟုအောင်ငုံနေသည်တင်ဟန်ကတမီးလေးကိုတနာဒေါသလဲထွက် ရှက်လဲရှက်ခါပြုံးဆိုကလေးကိုပွင့်ရင်ယူပြီးအိမ်သို့ပြန်လေသည်မိတီကနောက်မှလိုက်၍အုံးမေနင်ဒီလိုလုပ်လို့တော့မရဘူးငါ့ကိုနှိပ်စက်တာဘလောက်များပြီလဲနင်ကိုလည်းငါပြန်မပေါင်းနိုင်ဘူးငါမှလူမွေးလူတောင်နောက်မပြောင်ဘူးနင်နှိပ်စက်တာမိမာတွေတယောက်ပြီးတယောက်လိုက်နှိပ်စက်တယ်နင်နှမကိုဒီလိုနှိပ်စက်ရင်နင်မလို့နေမလဲကိုကျဲစာကြီးပေါ့ငါမှနှမမှမရှိပဲအေးဒါကြောင့်နင်ရုံမာတာ ငါရုပ်မာတာနဲ့အပြစ်မရှိတဲ့ကလေးကိုရောင်းရသလားမရောင်းတော့ဘာဖြစ်တယ်လဲနင်ကကလေးကိုကလေးလိုမှတ်လို့လားဒီကလေးကိုလက်ဖျားနေအောင်တော့ဘူးသလားခုမှလူပုံလဲရှက်ရမ်းရမ်းပြီးတော့တော်တော်ရှင်းဆက်နဲ့ခွေးတလိပ်ဆံမလင်မယားနှစ်ယောက်အကြီးကျယ်ရန်ဖြစ်ကြသည်မိတီကတင်ဟန်ကို ထင်းစားနှင့်ကောက်ချလိုက်ရာ တင်ဟန်ကောင်းမှသွေးတွေနှင့်ရဲနေသည်တင်ဟန်ကမိတီ၏နေရင်ကိုတအားဖျက်ရိုက်လိုက်သည် ်ဒီတော့တင်ဟန်၏အကျင့်ဆိုးအတိုင်းတခါရေဖုတ်ဖက်ခါထွက်လာခဲ့ပြန်သည်ငိုကြံရစ်တော့သမီးလေးမပူဆူးကိုတော့တနာပါသည်သူဝင်မဲမတက်နိုင်ပါ မျက်စိကြွယ်ရရင်တော့လှုပ်ချင်ရလှုပ်ပစေဟုယူဆမိသည်တန်ရောစင်တွေနှင့်တွေ့ညီခြင်းသည် တင်ဟန်အလုံးမဟုတ်ရုပ်ရည်လေးတနာကမာနှင့်မင်းကလေးတွေတက်မတ်စရာကောင်းသလောက်တင်ဟန်နှလုံးသားကတော့မာကြောလွန်လာသဖြင့် တခါရဲပလစိတ်ပလမွားထုချေပြဖို့ပင်ကောင်းလေသည်တင်ဟန်ကငါမတက်နိုင်ဘူးမတက်နိုင်ပါဘူးသူ့လိုလိုဖြစ်လာတာပဲဟိုကုကုကိုခွင့်လွှတ်ခြင်းနဲ့ဒူးစရိုက်တော်ကို နင်းလျှောက်ခြင်းမြန်သည်ဒီတခါတော့ခေါင်းနဲ့နည်းနည်းနောက်ကျသည် အလောက်ကခွင့်ယူကအမေစီတို့ပြန်ပြစ်သည် အမေအိမ်တို့မပြန်သည်မှာနှင်းနှင်းချီနေပေပြီစာလည်းမထည့်ငွေလည်းမပေးယခုမှအမေကိုပြုံးစားကြည့်တရားသည် မိတီနှင့်မွေးသောကလေးတွေကိုခေါ်က အမေစီထားရမည်လားဟုစိတ်ကိုပေါက်သည် ခလုတ်တီမှအမီတာမီသည်အမေကရုပ်လဲချောသည် လိမ္မာယိုသားသည်လဲလုတ်သည် တင်ဟန်ငငယ်ကသူတို့လိုဆင်းရဲမည်ဆိုကကြောင်းထားပေသည်ဖေအေးကသည်လျှင်တင်ဟန်ကြောင်းထားကားစားကပခုံးမော်ထန်တင်ကပို့ပေးသည် အမေကတင်ဟန်စားရန်မျိုးမကလေးများလိုမုံဘူးတွေဘာတွေနှင့်ထမင်းအကြနာထည့်ပေးသည် လေတော်သည်နှင့်တင်ဟန်စာမတက်။ကြောင်းမြေပြင်းနေသည် တင်ဟန်စာမေးဝဲကြတိုင်းအမေငိုရသည်။အဖေကစီကံကောင်းသည်။တင်ဟန်စာမေးဝဲကြတိုင်းတံပေးသည်။ရှိုက်သည်။အမေကမကြိုက်။တနစ်တော်အဖေဆုံးကနေနှစ်ကတင်ဟန်ကိုပြောမရ၍အဖေကစိတ်ဆိုးမှန်ဆိုးနှင့်တင်ဟန်ရင်ဘက်ကိုလှမ်းနှင်းထောက်သည်။အမေကသားအတွက်စိတ်ပူကရှေ့မှစီခံသည်။ ။အမေကစိတ်ရည်လက်ရည်နှင်းသာတားကို ဖြောင်းဖြားလဲမရ။တင်ဟန်စိတ်လေးနေပြီ။အဖေဆုံးတော့ပို့ဆိုသည်။အမေကကြောင်ဆက်ထားသေးသည်ခုနှစ်တန်းမင်မအောင်။တည်ကြရဲပြုံးစားကြည့်မိမကောင်းယူသည်။ထို့နောက်သူ့ဝတီအတိုင်းမိမကို ကိုဝင်ရင်မှနှင်းတောရင်ထားခဲ့ကတခါရေအပီပိုင်းထွက်ခဲ့သည်။ပေတော့မှပြန်ပြီးဟူစိမ်ကူကေယခုတော့တင်ဟန်သည် နောင်တရခြင်းနေလေပြီ။ ဒီမိမကိုတသက်ပန်လုံးပေါင်းသိမ်းမည်စိတ်ကူးရှိသည်ယခုဆိုလျင်တမီလေးငါးနှစ်မကရှိရောပေါ့တင်ဟန်ကြိုက်သည်။မိမတွေမှာ အလှကြီးမို့ရှေးဦးမိမခင်းငိမ့်လဲလှသည်ဖအေးရောမအေးရောလှသည်မို့ကလေးလဲလှမှာပဲဟုအတက်တွေးသည်ယခုတော့မမှတ်မိတော့သောတမီငယ်ကို တွေ့တာစပြုလေပြီမော်တော်ဘတ်စကားပေါ်မှအစဉ်ရွာဝင်ထန်းတော်ကိုရှောက်လာခဲ့ရင်ဘာကြီးဆန်ကိုတွေ့ရသည် ဘာဂျီဆန်ကဝမ်းသာအဲလဲနှုတ်ဆက်ပြီးတင်ဟန်ကိုကြေကွဲသောမျက်နှာနှင်းကြည့်သည်ခင်ငိမ့်ကြောင်းမီတော့မင်းထွက်သွားပြီးခလေး၃လအရာမှဆုံးရှာရဲကွ မင်းကိုအမြဲတနေတာပဲမျက်ရည်နဲ့မျက်ခွတ်နေတိုင်းလိုပါပဲမင်းတော်တော်ရက်ဆက်တဲ့အကောင်ဘာဂျီဆန်ကအပြစ်တင်လေသည်ကျွန်တော်အတိတ်တရားရပါပြီဘာဂျီနောက်ကြပြီပေါ့ကွာဘာဂျီဆန်ကမညာမတာပြောလေသည် ခလေးကခလေးကတော့ခင်ကြီးအိမ်မှာမြို့ကခေါ်သွားတယ်။ကောင်းကောင်းမွန်မွန်ပဲလား။ဟိုမှာသားသမီးမရှိတော့လဲဟန်ကြတာပေါ့ကွာ။ခလေးကူတို့ပေါ့။မင်းတို့ဖေးမျိုးနဲ့ဆို လူမှုဝန်ထမ်းအပ်ရမယ်ပုံမယ်။ဘာကြီးဆန်ခင်မီစကားဆိုနေသည်တင်ဟန်ကရည်လျက်။အဲ့လေဘာကြီးဆန်ကဘယ်ဆိုလို့တော့။အုံးဝဲငါများလာဆန်းလို့ခွေးမသား ။ဘာကြီးဆန်ကကွန်ပီနေသော သွားများကိုဖြဲကရီမောနေသည်။အမေကရှိပါဗျာ။နေကောင်းရင်လား။အမေလည်းအသက်50နာကက်နေပြီဗျ။အဖေဆုံးတော့ကဘလောက်ပါလဲ။အသက်38နှစ်သာရှိသေးတာ။သူနှင့်ထန်းသောအရှိကြီးကိုတမျောတခေါ်လျှောက်လာခဲ့လေသည်။ခါတိုင်းအင်ဦးကျမ်းမြင်ပမာခောက်တုတ်ခောက်လဲပြေးနေသောရွာဝင်လန်းကိုမြို့သွေးဝင်လာသောတင်ဟန်ကအဝေးကြီးလျှောက်လာရသလိုထင်ရပြီးမှ အမေအိမ်သို့ရောက်သည်နေဤရွှေကြီးမြင်းနှံအဝဲအမေအိမ်ကို အမောပြေစပွဲမြင်တွေ့ရလေသည်မုံဆိုးမအိမ်မို့အိမ်မဓမတိုင်းများတဏီမိုးများကလည်းကြိုးတိုးကျဲတဲ့ဖြစ်နေပေပြီဝါထံကားတို့လည်းစားပေါက်နှင့်အပေါက်ဖြစ်လျက်နေသည်ကိစ္စမရှိပါ တင်ဟန်အမောပြေလေပြီဘူးစင်ရေးအောက်တွင်အသာခွန်နာလျက်အမေပြုံးတိုင်းဝမ်းသာသွားစေရန်အတမ်းမပြူသည် အမေကိုချောင်းကြည့်ရန်အသာခေါင်းငုံလိုက်လေသည်အိမ်ထဲမှာအေးငါမှခါတော့မရဘူးငါကိုနင်ဆက်ဆန်တာအနုခမ ्या ကိုဒီလိုမဆက်ဆန်တော့ဘလို့ဆက်ဆန်ရမလဲခမ ्या ကဘလောက်တန်ဖိုးရှိလို့လဲဟဲ့ငါဘာသာငါတသက်လုံးအေးချမ်းချမ်းနေလာတာတားလှုပ်စားတော့စားရတာမဟုတ်ဘူးနင်ကအတင်ငါကိုကြံလို့ဒီဖြစ်မျိုးရောက်ရတာမဟုတ်လားတင်ဟန်တကူလုံးအေးဆက်ခါတောင်းတင်းသွားလေသည် အမေကရှိုက်ကြီးတငယ်နှင့်ငိုကြွေးကအမျိုးမျိုးဆဲရည်နေသည် အမေဘေးမှအသက်40ခန့်လူတယောက်ကမူးတန်နှင့်အမေကိုအမျိုးမျိုးခနိုခနဲ့ပြောနေသည်ထို့နောက်ညဉ့်ညန်းစွာဆဲရည်သည် အမေရင်ဝင်ထဲမှ သုံးနှစ်အရွယ်သားငယ်ကငိုကြွေးနေသည်တင်ဟန်သည်တောက်တစ်ချက်ခောက်ခါဘာမဆိုပြုတ်လို့ရန်အစင်းနှင်းဖြစ်ပြီးအန်ကိုတင်ထားလေသည်ဖြုံးဆိုမလေးရင်နှင့်သူနှင့်အချီအချပြောစကားများကို သွားမှန်ရမည်လေသည်မင်းတို့မိမတွေကိုဒီလိုမဆက်ဆံလို့ဘလို့ဆက်ဆံရမလဲတူရဲပိုင်းနဲ့အများပိုင်းနှမျိုးပဲကွာတာအတူတူပေါ့အော်ဒါဖြင့်ရှင့်မေတဲ့ရှင့်ကိုခံပြီးမွေးတာပေါ့မလေးရင်ဤအပတ်ဆက်ဆုံးသောစကားများသည် တင်ဟန်ဤရင်ထဲသို့တံပိုးများကြိုလောင်းလိုက်သလိုပူသွားလေသည်တင်ဟန်သည်တတိမထိန်နိုင်တော့ပဲဘူးစင်အောက်ရှိ ထင်းခုတ်သောဓမ္မကိုဆွဲကင်မိလေသည် ။ဗာကြီးဆန်ကတင်ဟန်အားအချိန်မီဖန်ဆွဲလိုက်လေသည်။တီရိုလေတန်နှင့်သတိထားပါကွာသတိထားဆန်ပါ။အကုန်ကြော်မကောင်းကြားမကောင်းဖြစ်ကုန်လိမ့်မယ်။မနဲ့ပြန်ကြကွာကြရှင်းကြတော့မှာပါ။ရလာကလူကြီးတွေတောင်အသိပေးထားပြီးပြီ။မင်းမေလော်လေလို့ဖြစ်ရတာမှမဟုတ်ပဲကွာ။တင်ဟန်ကရင်ထဲအလုံးကြီးဆိုကစိတ်အကြေ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 လျက်ကျွန်တော်ဝစ်လိုက်တာ အမေနဲ့တူတဲ့မိန်းမတွေကိုစော်ကားခဲ့မိတယ်။အမေကိုစော်ကားတာနဲ့အတူတူပါပဲ။ကျွန်တော်နောင်တရပါပြီ။ရှက်တယ်ဗျာရှက်တယ်။ကျွန်တော်ကိုကယ်ပေါင်းပါကြီးစံ။ဟိုပြောရင်းဆိုရင်ဓမကိုလွှတ်ချကဗာကြီးစံဤပခုံးကို အာပြုမိလျက်ခလေးလို ရှိုက်ကြီးတင်ငင်ငိုကြွေးလေသည်။တင်ဟန်ရှိုက်တန်သည် အမေရှိုက်တန်နှင့်အတူယောက လေတွင်ရှိုက်တန်ချင်းထက်လျက်လွင့်ပြန်တက်လာလေသည်။ ွေးတောက်မဂဇင်းဇူလိုင်လ1982ခုနှစ်နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာ ပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။